Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် November လ22ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့တူသွားမှာ reaction လောက်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာလည်းသတင်းတူးလေးရှိတယ်ဗောနော်ရင်းဆုံးကျွန်တော်လိုရင်းတူရှင်သတင်းတွေဖတ်ပြပေးပါမယ်နော် ်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ပွင့်ပြူနယ်စကူမြို့မြို့နယ်တို့တွင်စစ်တပ်ကလူငယ်၃ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးလူငယ်၃ဦးလည်းငွေချက်3150ပြန်ယူခိုင်းနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် ပြည်မျိုးနဲ့လေကိုင်းကျွရအနီးမှာ AR တွေတိုင်းမှာလာတဲ့စပါးရီချီဆက်တွေတင်လာတဲ့ဆယ်ဘင်းကားပေါ်မှာလိုက်ပါလာတဲ့လူငယ်၃ဦးကိုအချမ်းမဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းယင်းနေ့တွေပြည်ဖြူနဲ့စလင်းမျိုးပေါ်ကိုပြေးဆွဲနေသောတော်ဝင်ရင်လိုင်းပေါ်မှာလိုက်ပါလာသောလူငယ်၂ဦးကိုလည်းចောင်းတော်ရလမ်းဆောင်နေအချမ်းမဲ့စစ်တပ်ကထပ်မံပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းထို့ပြင်ပြည်မျိုးနဲ့ဘန်တန်းကျွရမှာလူငယ်၂ဦးကိုအချမ်းမဲ့စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းလည်းသိရပါတယ်နော်အဲ့တော့အချမ်းမဲ့စစ်ကောင်စီကအခုလိုမျိုးပေါ်တာဆွဲမှာပေါ့နော်အခုချိန်မှာဆိုရင်တယောက်ကို350နဲ့ပြန်ရွေးခိုင်းတဲ့အနေအထားဖြစ်တယ်ပါနော် အဲ့တော့ဟိုတုန်းကတော့မတူတော့ဘူးဈေးတွေအရန်တက်လာပြီနော်အဲ့တော့ပြည်သူဘွားကတော့တော်တော်လေးကိုခက်ခဲအနေနဲ့ဖြစ်ပါတယ်နော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းအတွင်းစစ်စင်ရေးရှုံးနိမှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဘုံမူဘုံမူချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမင်းမြတ်စစ်ဆေးနေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ဘန်းမောင်းမြို့ကိုတော်လိုင်းတိုက်မြတ်သိမ့်ပိုက်သွားခြင်း ။စကိုင်းတိုင်းအတွင်းထိုးစစ်ဆင်တဲ့စစ်ကြောင်းများကြားပြတ်တိုက်ခိုက်ရပြီးချိန်မုံခံရခြင်းအပါအဝင်စစ်စင်ရေးရှုံးနိမှုများကြောင့်အနောက်မြောက်တိုင်းစစ်ထားကြောင့်ဘုံမူဘုံမူချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမီးမြန်းစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းတို့ရတွင်စစ်တပ်ကဘုံမျိုးမင်းထွေးကိုအာဂရီမှုဖြင့်ဖမ်းဆီးစစ်နေသည်ဆိုသောသတင်းများကိုလည်းစစ်တပ်ကကိုယ်တိုင်ဖြန့်လျက်ရှိကြောင်းသိရှိရပါတယ်နော်။အဲ့တော့စစ်တပ်ကတော့ဒါကတော့သူတို့လုပ်နေကြအခွက်တွေပဲဖြစ်ပါလား။နောက်ထပ်သတင်းတစ်ပုဒ်ကလည်းစကိုင်းမြို့တွင်ကြက်ဖက်ပါတီမှစစ်ဘိုလ်ချုပ်ဟောင်းတပ်တပ်ပုံဤမဲဆွေပွဲအတွက် ပြေဆုံးကြီးပွားဂျက်ဖာပုံစိတ်ုံမှဝင်းထဲများကိုစိတ်ခေါ်ပြီးပြည်သူများတက်ရောက်သည်ဟုလိန်လေဝါရဖြင့်စကိုင်းမြို့ပြည်သူများကကြံ့ဖို့မဲလဲဆွဲတာကိုမတက်ကြဘူးလို့သိရပါတယ်ခင်ဗျာအဲ့တော့ဂျက်ဖာပါဒီစကိုင်းမြို့ပြည်သူတို့ကိုစလေလောင်းတပ်ပုံကဗရမများရက်ကွက်စိန်ကုန်းရက်ကွက်ပိုးရန်ရက်ကွက်ရွာထောင်ရက်ကွက်တောတာပိုင်ရက်ကွက်များရှိမဲစနာရှင်ပြည်သူများနဲ့တွေ့တယ်ဟုတွေ့တယ်ဆိုပြီးတော့ဗျာလီမိုကွင်ရဲ့ platform များမှာဗီဒီယိုနဲ့ဓာတ်ပုံများတင်ပြလာကြအောင်အဆိုပါဓာတ်ပုံများမှာဓာတ်ပုံများမှာစကိုင်းမြို့မှာပြည်သူများမဟုတ်ပဲစကိုင်းမြို့ရှီမင်းဝင်ရက်ကွက်ရှိပြည်ဆောင်ကြီးပွားဂျက်ပုံးစိန်ုံမှာဝန်ထမ်းများကိုတွေ့ဆုံပြီး ည်သူများနဲ့တွေ့ဆုံသည်မဟုတ်မမှန်လိန်လေဝါရဖြန့်ခြင်းတက်ဖြစ်ကြောင်းဒေသခံပြည်သူများကပြောပါတယ်ဗောနော်အဲ့တော့တော်တော်ကိုဒီကောင်တွေကနော်ညစ်ပတ်တဲ့နေရာမှာတကယ်ထိတ်ခေါင်နေဗောနော်ခုဆိုလဲသူတို့ကိုအားပေးလူမရှိတော့ဒီမျိုးဂျက်ဖာစိတ်ရောကလူတွေခေါ်ပြီးမှနှိစား6800ပေးပြီးမှခိုင်းရတာဖြစ်ပါတယ်နော် ကဲနောက်တော့ဒရင်းဘက်ကတော်တော်လေးထူးကြရလို့ပြောလို့ရပါမယ်เนาะအဲ့ဒါဘာလဲဆိုတော့မန္တလေး PDF ရဲ့ဘိုးဦးဆောင်ကော်မတီဝင်နှစ်ဦးကိုတပ်ပိုင်ဗန်နာပစ္စည်းတရားမဝင်ထုတ်ယူမှုနဲ့ရေးယူထားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်အဲ့တော့ဒါကတော့တော်တော်လေးကိုအာဒီပြည်သူ့ခြားထဲမှာဂရရိုက်တဲ့သတင်းဖြစ်ပါတယ်เนาะဘာလို့ဆိုအခုအချိန်မှာဆိုရင်ဒီမန္တလေး PDF ကမိုးကိုကာကွယ်မယ်ဆိုပြီးမှလုပ်နေတဲ့အချိန်မှာဒီသတင်းထွက်လာတယ်ပေါ့เนาะအဲ့တော့သူရဲ့ထုတ်ပြန်ချက်လေးကျွန်တော်တစ်ချက်ကြည့်အောင်เนาะဒါကဒီနေ့မှာပဲထုတ်ပြန်လိုက်တဲ့သတင်းဖြစ်ပါတယ် ပြည်သူ့နေဦးဒေါ်လာရင်ကြီးပေါက်ဖွားလာတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဒီတပ်ပုံကြစစ်ပုံကြတော့တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ရန်စွမ်းကုန်ကြိုးပမ်းတိစောက်လက်ရှိပါတယ်။ဤသို့သောတိစောက်လုံကများတွင်တပ်ဖွဲ့ဝင်များကြားတာဝန်ရာထူးအစစ်တပ်မခွဲခြားပဲအပြည့်ရှိသူကိုအပြည့်လျောက်ထိုက်သိမ်းတယ်လို့အဖြစ်ပေးရည်ယူခြင်းကြိဝတ်စည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းဒီလည်းအထူးအရေးကြီးသည့်ကဏ္ဍတရအဖြစ်ပါဝင်သည့်ညီမျိုးတို့တက်သည့်တက်တွင်းစည်းကမ်းထိမ့်သိမ်းကြက်မှတ်ခြင်းကိုအထူးလေးရစားဆောင်ရပါသည်ဆိုပြီးမှသူတို့ရဲ့စည်းကမ်းအကြောင်းကိုအရင်ဆုံးရှင်းပြတယ်ပေါ့နော်။အဲ့ဒီမှာဆိုရင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဤဘိုးဦးဆောင်ကော်မတီနှစ်ဦးဖြစ်သော ကိုမုံတိုင်းစီရေးဌာနကြီးမှုနှင့်ကိုနိုင်ကြီးဗဏ္ဍာရေးရှာဖွေရေးဌာနကြီးမှုတို့သည်ကာလတံပိုးကြီးမားသောတပ်ပိုင်ပစ္စည်းပစ္စုပ်ကိုတိုက်အစည်းအဝေးစည်းကမ်းနှင့်လုံထုံးလုံနည်းများကိုချိုးဖောက်ကတရားမဝင်ထုတ်ယူသွားခဲ့ကြောင်းဤဖြစ်စဉ်အတွက်အပြစ်ရှိကြောင်းအဆိုပါဗဏ္ဍာပစ္စည်းများကိုတတ်ထန်သောအမြန်ဆုံးပြန်လည်အံ့နိုင်ရမည်ဖြစ်ကြောင်းဤပြစ်မှုအတွက်တက်ကပေးရသည့်ပြစ်ဒဏ်ကိုခံယူမည်ဖြစ်ကြောင်းကိုလွန်ခဲ့သည့်ဩဂုတ်လ2025ခုနှစ်ပြုလုပ်ခဲ့သော၎င်းတို့ကိုယ်တိုင်ပါဝင်တက်ရောက်သောဗဟုဥဆောင်ကော်မတီအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်ဤဆုံးဖြတ်ချက်ကိုစက်တင်ဘာလ2025တွင်ကျင်းပခဲ့သောတက်ဤတမှုများ6လပတ်စုံကြီး စည်းဝေးတွေလည်းထက်လောင်းတည်ပြုပြီးဖြစ်ပါတယ်တဲ့။သို့တော်လည်းအဆိုပါကာလတော်လိုင်းအခြေအနေရသလောက်ကောင်း၎င်းတို့တို့ဤမေတ္တာရက်ခံတင်ပြချက်ရသလောက်ကောင်းထောက်ရှုရမည့်အခြေအနေများသလောက်ကောင်းပြစ်ဒဏ်များကိုလက်တွေ့ချမှတ်ခြင်းမပြုသေးဘဲယာယီဆိုင်ခံခဲ့ပါတယ်တဲ့။တွေ့ရတွင်၎င်းတို့သည်အခုအချိန်ထိအဆိုပါဗန္ဓာပစ္စည်းများကိုတတ်ထံပြန်လည်အနှံ့ခြင်းမရှိတကယ်သို့ဤအတွက်မိသူသောဖြေရှိမှုများအတိပေးပြောကြားခြင်းမရှိပါ။တို့ဖြစ်၍ဤပြစ်မှုသည်တတ်တပ်ဖွဲ့အတွင်းတာမန်စီမင်းစီကံချိုးဖောက်မှုအဆင့်ကိုကြောလွန်ကကြီးမားသည့်ပြစ်မှုအမျိုးအစားဆင့်သူရရှိသွားပြီဖြစ်သည်ဟုကနအူးစစ်ကောက်ချက်ချနိုင်ပါသည် အထက်အထက်ပါကိစ္စရများအတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်စီစီယုံချုပ်တို့တင်ပြကပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဦးဘုံဦးဆောင်ကော်မတီနှစ်ဦးဖြစ်သောကုံမုံတိုင်းစီရေးဌာနကြီးမှုနှင့်ကိုနိုင်ကြီးဗနာရေးရှာဖွေရှာဖွေရေးဌာနကြီးမှုတို့ကို15ရက်နိုဝင်ဘာ2025ခုနှစ်မှာစတင်ကကနအူးအဖြစ်အောက်ပါအတိုင်းအပြစ်အပြစ်ပေးအရေးယူထားပါတယ်တဲ့ ကကြီး၎င်းတို့နှစ်ဦးလုံးနှစ်ဦးလုံးကိုတက်၏လက်ရှိတာဝန်များအလုံးမှရက်ဆိုင်ခြင်းခကွေး၎င်းတို့နှစ်ဦးလုံးကိုလက်နက်ဖြုတ်သိမ်း၍အချုပ်နှင့်ထိန်းသိမ်းထားရှိခြင်းဤတပ်ဖွဲ့ဝင်နှစ်ဦးသည်တက်၏ထိပ်ပိုင်းခေါင်းဆောင်များဖြစ်နေသည့်အတွက်ပြစ်မှုသဘောတဘာဝအရဤအမှုကိုတာမန်တက်အတွင်စီရင်ထုံဆုံးဖြတ်မှုနှင့်ဆောင်ရွက်ရန်မသင့်သောကြောင့်အထက်ရုံးဖြစ်သောပြည်သူ့ကကွေးတက်မတော်စစ်ရုံးချုပ်ဖြင့်အမှုတွဲဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ရွက်နိုင်ရန်သတင်းပို့တင်ပြထားပြီလည်းဖြစ်ပါသည်ပေါ့နော်အဲ့ပါသူတို့အများကြီးရေးထားတယ်အဲ့တော့ဒီ ိုမုံမုံတိုင်းနဲ့ကိုနိုင်ကြီးပေါ့နော်အဲသူတို့ကိုရေးယူထားတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုရင်ဒါဟိုဝိဝါဒကွဲပြားနေမှာဆိုလို့ပေါ့နော်သူတို့ဒီမှာအများကြီးတရားလေးရှင်းပြထားဖြစ်ပါတယ်အဲ့တော့ဒီတက်ထဲမှာပေါ့နော်သူတို့လှုပ်ထီးလှုပ်ဟနဲ့အညီပေါ့နော်သူလှုပ်ဆောင်နေကြတာဖြစ်ပါတယ်အဲ့တော့တချို့တွေကမသိမသိဘဲနဲ့ပေါ့နော်ဟို6800ဇာတ်တည်းပိုစီကောမအောက်မှာဆိုသွားပြီးမှသွေးထုတ်တဲ့စကားတွေပြောနေတဲ့အခါကျတော့ဗောနော်ကျွန်တော်ဒီရဲ့အကြောင်းအရာတွေကိုပြည်သူတွေကအကန့်အနတ်သိဖို့လိုပါတယ်နော် ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာကြားဖြတ်မှာကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်သူတည်းကဥဆောင်နေလဲဘယ်သူတည်းတာဝန်ရှိလဲဆိုတော့ကိုဦးကြည့်မြင့်သုံးသက်ချက်လေးနောက်ထပ်ကြည့်အောင်နော်ကျွန်တော်တို့ကတော့ဗျာဒီရှိနေအလုံးနဲ့နော်နှစ်ပေါင်း40လောက်လုံစားလာတာလေဌာနဆိုင်ရာမှာလည်းလုံအောင်စစ်စစ်အရာရှိလုပ်လာတာဟုတ်လားခင်ဗျာကျွန်တော်တို့မှာဂွင်းဆက်တရေခံဆိုတာရှိတယ်ကဲလူတယောက်တတ်သွားတယ်ဆိုရင်ဘယ်သူကအဲ့ဒီကောင်ကသူ့ရန်လို့ရှိ ው လားဒါမှသူ့ကိုငွေပေးခိုင်းရတာဘယ်သူကမြောက်ပြီးတာ အဲ့ဒီကောင်ကတော့ဘာလို့လှုပ်ထားလဲဆိုတာအဲ့လိုအမှုစစ်စစ်ဖော်ထုတ်ရတာပဲအဲဒါမလို့အဲ့လိုမဟုတ်ဘဲနဲ့ခင်ဗျာမျက်နှာကြီးကဟိမ့်မပါပြီးတော့ကဲပတ်စံလဲလက်ထိုးလာပြီးတော့ကဲတယောက်တည်းဟိုပဲအဲခလာဘေးဝိုင်းအကုန်ထောက်ပါမယ်မင်းမဲတရားခံလှုပ်လိုက်ဆိုကျွန်တော်တို့ကတရားရုံးကြရတာပြန်လန်မေးခွန်းနေနေခင်ဗျာဖော်ထုတ်အကုန်ပေါ်တာပဲနောက်တိုးတရားခံနေနောက်တိုးတရားခံနေတခါတန်းစီပြီးတော့ဟိုဟိုဝရန်နေထုတ်ဖမ်းရတာလေအဲ့ဒီအတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်တော့ နံပါတ်1ကဒီကိစ္စကြီးမှာတာဝန်ရှိတာတရုတ်ပဲဗျာအကျောက်ကတာဝန်ရှိဆုံးပဲနံပါတ်2ကမင်းအောင်လိုက်ပေါ့ဗျာအော်နံပါတ်3ကတော့အဲ့ဒီစီးပွားရေးသမားတွေပေါ့ဗျာစီးပွားရေးသမားဒီကနေပြီးတော့တရုတ်ထောက်လန်းရေးတွေကိုမင်းအောင်လိုက်ကိုအကုန်လက်ထိုးပြီးတော့စစ်တပ်ကြီးတစ်စားလုံးလက်ထိုးပြီးတော့စီးပွားရေးသမားတွေကလှုပ်တာအဲ့မှာပွဲစားတွေပါမယ်အများကြီးပေါ့ဗျာအဲ့မှာအဆက်အသွယ်တွေအများအဲ့တော့အဲ့ဒီကောင်တွေအကုန်လုံးဟာဝင်းဆက်တရခံနေတယ် ်အကူလုံးမှာတာအောင်ရှိတယ်အကွင်းဆက်တရခံနေပဲတိုးတော့နိုင်ငံရေးအရာမိုးလို့သားကျွန်တော်တို့ကနိုင်ငံရေးအမြင်နဲ့ကြည့်ပြီးတော့သားဟိုဒီလိုဖြစ်နိုင်ဘူးဒီလိုဖြစ်နေဒါကတော့ဟုတ်ဖြစ်မယ်မထင်ဘူးလို့ပြောတာတိုးတော့လောအရာတိတိကျကျပြောကြတယ်ဥပဒေကြမ်းနဲ့ပြောကြတာဆိုရင်ကွင်းဆက်တရခံနေပဲအဲ့ဒါအကုန်လုံးရေးယူပါမှာဟုတ်ကဲ့ကွင်းဆက်တရခံနေဆရာဥပဒေသမားတယောက်ကဒီလိုဒီပြည်တွင်းကနေကြည့်တဲ့အမြင်ပေါ့နော်အဲ့တော့ဒါတွေက ဟိုမလုံဆောင်နိုင်တဲ့အတွက်အခုအမေရိကန်ကမှဝင်ပါလာတယ်တရုတ်ကပါဝင်ပါလာတယ်ပေါ့ဆိုတော့အမေရိကန်ကလည်းသူ့ရဲ့နိုင်ငံသားတွေဒါဘီလီယံနဲ့ချီပြီးဒီကနေအလိန်ခံရတယ်ဆိုတော့တီလိုသူတို့ဝင်ပါလာပါအဲ့တော့သူတို့ဘက်ကကြည့်ရင်ဒီ GB နဲ့ဒီနေကြားဆောင်တက်အဖွဲ့တွေခေါင်းဆောင်တွေပဲသူကဆန့်ရှင်းချတာတယ်ဒါအရေးယူရမယ့်ပုံကလို့သူသတ်မှတ်မှာပေါ့အမေရိကန်ကကြည့်ရင်ရောဒီဒီမြန်မာစစ်ခေါင်းဆောင်ကမပါဘူးလားအဲ့ဒါဘယ်လိုပြောမလဲဆရာအဲ့ဒါကျတော့နိုင်ငံရေးပါလာပြီတရုတ်ကလူ ခုမာဂူရိုဆိုတော့လွတ်နေတယ်လေရာချာနဲ့တရုံနဲ့လည်းလွတ်နေတယ်လေလွတ်နေတဲ့ခါကျဟိုးမှသူ့နာလေးမှဆိုတဲ့ခါကျတော့ဒီကောင်ကတော့ခမရအခုခမရကုတ်ချိုးစားလိုက်လို့ရတယ်ဟိုကောင်ကလည်းအခုလက်မြောက်နေပြီကျွန်တော်ကျွန်တော်ချမ်းသာပြပါခမရကျွန်တော်နဲ့သုံးနေလောက်တော့ထားပါဦးခမရသူကျွန်တော်ချမ်းသာပြပါအောင်လို့ပြောနေရတယ်လာခမရဂျီတိုက်ချင်းနဲ့ဝိုင်းကြတာတော့မင်းအောင်လည်းလို့ဒီမျိုးကြတဲ့ခါကျတရုတ်ကအဲ့လောက်တော့ပြေးမှာမဟုတ်ဘူးပြေးမှာမဟုတ်တဲ့အတွက်ကြောင့်မလို့မင်းအောင်လည်းကိုတော့ 有个别的人家甩车嘛，甩车多嘛的。那时候手机都得的了，但不漂亮吧？那时候手机都见着了，没有呢。再看农民啊，都人家在电脑机里，多来呗。哎，就是玩的游戏。手机都给我们破烂了呗，没有了。那走路不？我奶奶里不？奶奶里不讲了吗？我说奶奶里讲没喽？哎，奶奶里呢是玩些动画片。他说：“美国那帮佬也买住的嘞，所以才这样。”我这边搞农业的，美国真的哦。 အလေးနိုင်ငံရတဲ့ဘွယ်စီဝေးတွေခေါ်တယ်ယူနမ်မာခေါ်တဲ့ခါရလုံးပြတယ်ဘခါရခါရဝင်းစီတယ်ဘုံတွေခွဲ့ပြတယ်အဟိုကအဆောက်အဦတွေဖြစ်ပြတယ်ဆိုတာအမေရိကန်ဂျင်နာအောင် လုပ်ပေးနေတာတရုတ်ဂျင်နာအောင်လုပ်ထားလဲမဟုတ်ဘူးမင်းအောင်လဲဂျင်နာအောင်အမေရိကန်ဂျင်နာအောင်လုပ်ပြနေတာနိုင်ငံရေးအရဒါတွေလုပ်နေပြန်ဗျာခမရလဲပဲဂျင်နာလိုက်ပါတော့ဒါတော့မဖြစ်ဘူးဆိုအဲ့လိုပြောတဲ့သဘောပဲဗျာအဲ့လိုအဲ့ဒီမှာတော့ကျွန်တော်ထင်တယ်နိုင်ငံရေးနဲ့ သွားလိမ့်မယ်လို့အဲ့ဒီလူကျွန်တော်ကတော့အဲ့လိုမြင်နေပေါ့နော်ဘယ်မှာမပြတ်လို့လဲဒါမှမဟုတ်သူကထိမ့်တော့ထိမ့်နေတော့အခုဥစားခင်ပြတ်ထွက်သွားမှာသူကစီးပွားရေးကိုပြန့်ထွက်သွားမှာခင်ဗျဟုတ်လားဟိုရန်ကုန်မြို့ထဲမှာကိုကျွန်တော်ထင်တယ်လှိုင်းသားလို့ဟာပြောနေတော့တရုတ်တန်းလို့ဟာမျိုးတွေမှာခင်ဗျတိတ်တိတ်ပုံလုံလာတယ်အများကြီးပဲအများကြီးပဲနောက်တော့ခင်မန္တလေးမှာလည်းဒီတိုင်းပြီးတော့ဗမာကတရုတ်ကအများကြီးကိုဝင်ထားပြီးသားဖြစ်နေတာလေ ရှမ်းပြည်တို့မန္တလေးတို့ဆိုမန္တလေးအထက်ပိုင်းပေါ့ဗျာကျွန်တော်ကချင်တို့ရှမ်းဘက်မှနေလာခဲ့တာမနေ့တရုတ်ကိုအထင်အထင်ကြီးပါကြီးဗျာအဲ့ဒီတရုတ်ဩစာကမန္တလေးအထက်ပိုင်းတစ်ခုလုံးကြီးอ่ะအဲ့လိုဖြစ်နေတယ်ဆိုတော့ခင်ဗျကြားပြန်တော့ဘလို့မှမပြတ်ဘူးရန်ကုန်မှာလည်းတိုင်မခင်ရတရုတ်နယ်ပယ်ကြီးအကျယ်ကြီးပဲအကျယ်ကြီးပဲခင်ဗျတရုတ်ရဲ့ဩစာရပါလိမ့်ရအဲ့တော့ကြားပြန်တော့တရုတ်ရှိနေတယ်ဗျာ ကြားပြန်တော့ပြတ်ဘူးဗျာအဲ့တော့အခုအမေရိကန်ဝင်လာတော့တရုတ်ကလည်း အခုက6နိုင်ငံမဲကောင်လန်ချန်းဟိုပူးရဲဆောင်ဝဲမယ်ဆိုပြီးစီးဝေးတွေခေါ်ရဲဆိုတော့အဲ့ဒီမဲကောင်လန်ချန်း6နိုင်ငံနဲ့အမေရိကန်နဲ့ပေါင်းပြီးတော့အဲ့လိုမျိုးဟိုနှိမ်နင်းတာမျိုးရောဖြစ်နိုင်ခြေရှိလားဗျာအာမပူပါဘူးအဲ့ဒါတော့မဖြစ်ဘူးမလုပ်ဘူးတရုတ်ကလည်းအဲ့လိုအဖြစ်မခံဘူး तू ကဆရာကြီးပဲ तू ဆရာကြီးပဲအဟိုကောင်ဆရာကြီးလဝေလောက်ထားဖို့ကိုလောက်မှာဆိုလို့ကိုသောစီသူ6နိုင်ငံစီဝေးတွေလောက်ပါညာနဲ့ဘုံဟိုကိကိပတ်တို့ဘာတို့ခွဲပြ အားကလကူစီပြလုပ်နေတာ လုံးဝမလုပ်ပါဘူးဗျာအဲ့ဒါတော့တခြားပြောနေမှာလေဒါမှမဟုတ်ဟိုတန်တမာကြီးမျက်လက်မျက်နှာကောင်းအောင်ပေါ့ဗျာအတယောက်နဲ့တယောက်နဲ့အဲအတူတူလုပ်နေကြပါလေဆိုတော့ဟန်ရေးတော့အဲ့လိုတော့တန်တမာကြီးတော့ဖြစ်နိုင်ပါလေသို့တော့အတူတူပူးတွဲလုပ်မယ်ဆိုတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုတော့တယောက်ကသူကာကွယ်ရမယ်လူဟိုကောအမေရိကန်တရက်ခံနေပါဒီကောင်ကတာဝန်ရှိဆုံးသတ်မှတ်ထားတဲ့လူတွေကတယောက်လိုလားလေဖြစ်နေတယ်ဗျာအဲ့လိုပါဗျာဘယ်အောင်လဲလို့ဒီမျိုးတွေ ဘလို့လို့လက်တွဲရမလဲအဲ့ဒါမလို့အဲ့တော့လက်တွဲပြီးတော့နှိမ်နှင်းမှုဆိုတဲ့ဥစ္စာတော့ဟိုထဲထဲဝင်ဝင်ဆိုတာမဖြစ်နိုင်ပါဘူးတပြက်ကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်ရဲ့ပါဝင်ပတ်သက်ဘယ်လောက်တိရှိမလဲဆိုတာကိုသုံးသပ်ပြီးထားဖြစ်ပါတယ်နော်မိုးကုတ်မှာကျွန်တော် PDF တွေကပြန်ပြီးတော့ကာကွယ်မယ်တိုက်ခိုက်မယ်လို့ပြောတဲ့ဟာကိုတော်တော်လေးကိုမခံမရနိုင်ဖြစ်နေတာပေါ့နော်လောင်နေတာပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစီလောက်ထားတဲ့ဗီဒီယိုလေးချက်တောင်းကြည့်အောင်နော်ဖိုင်ကတော့ပထွေးနံမဲကိုမတရရင်နေလို့ထိုင်လို့မထိတဲ့ပေါ့ငနွားရဲ့ဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်ဆိုတော့သူကကျွန်တော် အဲကျွန်တော်တိတ်တိတ်မပြောရရင်သူ့မှာနေလို့မထင်ဘူးအဲ့ဒီအတွက်ကျွန်တော်လှမ်းလှမ်းပြီးတော့သူကအဲတွန်ပေးတာအဲ့လိုမျိုးအခုလဲဓမ္မကြီးွားကျွန်တော်ပြောထားတယ်ဘာတွေပြောွားဆိုကြည့်ွားမြို့သားလုံးမင်္ဂလာပါဗျာဒီနေ့က16ရက်ဆက်တလာပိုင်း2000နဲ့မှ25ဖြစ်ပါလေဗျာဒီနေ့တော့ပေါ့ကတော့ပြေတွင်တည်းလေးပဲပြောရပါဗျာနော်ပြေတွင်တည်းလေးလေးနော်ပြေတွင်တည်းလေးမှာပြေပတ်မှာတော့ပူလောင်နေကြပါလေဗျာနော်ပူလောင်နေကြပါလေဟုတ်လားပူလောင်ကြလားအေးလို့ဒီမှာနေတော့မှမထင်ဘူးဟမ်ပူကြလို့လားပြေပတ်လို့လေပူကြလို့လားဟမ် ဒီဘက်မှာတော့ဒီအတိုင်းပဲဟောင်းစုတို့ဟောင်းစီတို့အုပ်စုတွေဟိုဘက်အုပ်စုတွေဟုတ်လားဘာကြောင့်ကြီးရမော်လမြောင်သွားတယ်မော်လမြောင်သွားတော့ဘေးဘက်ပတ်လည်းမှာလေးရနေနဲ့ဝိုင်းရနေလေးရနေဝိုင်းရနေခါမှာဘာကြောင့်ကြီးဘာညာကွာကြောက်လို့ဘာကြောင့်သိမှာဟုတ်လားတရင်မဟုတ်တော့တရင်လို့ကိုပြောနေတယ်ကြာနော်ဟုတ်အဲကြောက်လို့မဟုတ်ဘူးဖမ်းမှာဘာမှတောက်ပြီးမချတာပါဖြစ်လို့လေဟမ်ရေတောင်မှသူ့တစ်ဖက်ကြီးတိုက်တဲ့ပေးတဲ့ရေပဲတောက်တာပါဖြစ်လို့လေကြောက်လို့မဟုတ်ဘူးလားဖမ်းမှာတော့ညှက်မိတ်ပဲနဲ့ချက်ချင်းပြန်ပြေးတာပါဖြစ်လို့လေကြောက်လို့မဟုတ်ဘူးလားဟောအေးအခုဘုတ်တုကန်နဲ့သူ့အချင်းနေတယ်လို့ဝိုင်းရံပြီးသွားတာနိုင်ငံကိုအုပ်ချုပ်တဲ့ပြောရအောင်မင်းလုပ်တဲ့ဘရင်လေးဗျာ ။ဘာမင်းလဲကိုမေကိုလိုးတဲ့ဖွေမျိုးမင်းလား။ဟမ်ငါတို့တိုင်းပြည်ကမင်းမဟုတ်ဘူးလား။တိလားမင်းတို့ပဲကိုကိုမင်းအောင်နိုင်တို့အောက်တန်းစားမျိုးကတိုင်းပြည်ဖြတ်နေတဲ့လူတက်ဓမ္မစင်ပဲရှိတယ်။ဘယ်နေရာမှလာမမင်းနဲ့မင်းမဟုတ်လို့ပဲမင်းတို့အမက်လေးမင်းအောင်နိုင်ကိုမင်းတို့ကိုထောက်ခံနေပါတယ်ဆိုတော့တရုတ်နဲ့ရုရှားတောင်မှတိုင်းပြည်ရဲ့အစိုးရခေါင်းဆောင်ပါလို့အတိမတ်ပြုတ်လာ။မင်းတို့တွေကကိုစောက်စိတ်ကိုမတည်ဘူးနော်။မပူလောင်နေတယ်မတည်ရင်ငါတို့ကပူလောင်နေတာမင်းတို့မင်းမဲလေမင်းအောင်နိုင်တဲ့ဇော်မဲလုံးစောက်ဖွဲ့ကိုကြည့်အောင်ဇော်မဲလုံးလို့ဆိုတော့အကြတော့အကြတော့တော့ပြောမနိုင်တော့ဘူးမှာ ဟမ်မျက်နှာလေးကလဲကလဲနဲ့အမေရိကန်ဒီကိစ္စအနာနဲ့တဲ့ကိစ္စအနာဒီနောက်ကမှမရှိဘူးဟမ်အသေးလေးဖြစ်တာလေမိမထွေးတွေကြောက်လန့်နေတာပူလောင်နေတာငါတို့မဟုတ်ငါတို့ကထကနေတာတိလားဟမ်ဟာဖင်ချကန်ထီတော့မယ်ဟေးဆိုပြီးတော့နော်ပူလောင်နေတာမင်းတို့ကောင်လေးနော်အခုအမေရိကန်မှာထွတ်တော်မတ်တရားလဲမြမအရေးကြမ်းတာပွဲလုပ်တယ်ပိုဆိုးပြီပေါ့ဟမ်ကျိန်းနေနေပြီပေါ့ဟုတ်လားဟမ်မာတို့ကဘာမင်းငါတို့ပြုံးပြုံးကြီးနေကြုံပဲအဲ့ဒါပူလောင်နေရတာဘယ်လိုလဲတိလားငါပေါ့မယ်လေတို့ကတရင်လေး ဘာပဲဘာလို့လို့လူမတော်ပြောတယ်ပေါ့ကူတော်တို့တော့တခါကြီးပါလို့ကျေဟုတ်လားအချက်ရရနဲ့သွားလိမ့်တယ်ဗျာဟုတ်လားဘောမတဲ့ကောင်းလေးလေမင်းတို့ကဝါးထားပြန်ပေးနေကောင်းလေးမင်းတို့ကိုအချက်ရရဆိုတာကတတလုံးချန်ရံခွင့်ရငါပေါ့ငါအဲ့ဒါမေးနေတယ်မင်းအဲ့ဒါကိုမင်းပါရနေတယ်မလားငါတို့ဘိတ်ကတွားဖို့လေတက်ရင်းနေဦးဟောင်းအိနာတက်တာဆိုရဲဘော်တွေကလိုက်ပေးတယ်ရွာထဲတော့အနည်းဆုံး၄၅ယောက်နော်ဝှစ်ဆောင်ပြင်းနေတိလားဒါသူတို့ data မှာလုံခြုံရေးပေးတာလေ အခုမင်းတို့လည်းဒီလိုပဲလေမင်းတို့ကဒီအဖွဲ့တွေကမင်းဒီစစ်ပွဲတွေကမင်းလော်ဘီလုပ်နေစစ်ပွဲတွေမင်းတို့လုံခြုံပေးမှာပေါ့ဒါပေမဲ့အဲ့ဒီဟာမင်းတက်တက်လုံးရမှာလားဟမ် တက်တက်လုံးမင်းဘုရားအဲ့လိုနေရမှာလားမင်းဘုရားဒီဒီအပြင်းရတယ်ကိုစီအချင်းနဲ့လည်းပြောတယ်နော်ဒုက္ခဒုက္ခမကြုံတွေ့နိုင်တော့ဘူးလားငါပေါ့မင်းကလေဆရာတော်ဟိုဟာမင်းတို့ညဘုရားတက်ကလို့နာမည်ပေးတာတကယ်လိုက်တယ်နော်ဆရာတော်ပြောတာကမင်းနာမည်ပေါ့ငနွားတဲ့တိလားတကယ်မှန်တယ်ဆရာတော်စကားလေးကဒါကြောင့်မလို့ဆရာတော်ပြုံးပြုံးနဲ့မပြောရင်ပြောရင်တလုံးတလုံးဆိုတလုံးထိတယ်နော် ပေါကနွားပေါကနွားတော့အဲမင်းအဲ့လိုမျိုးဟုတ်လားကန္တနိုင်ငံလုံးနိုင်ငံကြီးကိုအုပ်ချုပ်နေတဲ့သူပြောကပတ်ပတ်လေအဲ့အနိုင်ငံတနိုင်ငံလုံးမြန်မာနိုင်ငံမြေပုံဧရိယာရဲ့ဘယ်နဲ့ရာခိုင်နှုန်းအုပ်ချုပ်ဝင်ရလဲကိုစီကချက်လက်နဲ့ပြောတတ်တယ်အဲ့ဒီသူအုပ်ချုပ်ထားတဲ့ data မှာငါတို့ကစစ်သားပါငါတို့ကရဲပါဆိုပြီးတော့လူကြားတဲ့ uniform ဝတ်ပြီးလမ်းလျှောက်ရဲလာမင်းတို့လည်းမချက်ဘူးလားငါပေါ့အဒုက္ခပဲကွာဒီကောင်တွေကိုအဆင်အောင်ကိုမထီဘူးဟမ် uniform ဝတ်ပြီးလမ်းတော့မလျှောက်ရဲတဲ့ကောင်တွေကတနိုင်ငံလုံးအုပ်ချုပ်တယ်ဘယ်နေအောင်အုပ်ချုပ်လာတယ် တူတူလက်လေကွက်ကိုတက်အုပ်ချုပ်နေတာဟမ်နေရပါအစ်တို့ဗျာတော်တာဘာစားလို့လဲဟောင်စီရဲ့မင်းမလည်းပူစရာမရှိဘူးနေတဲ့ပေါက်ကိုတော့တော့မှတပည့်တပန်းနေဗျာသွားလို့ရှိရင်သွားရတာပဲဟမ်တူ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 အဲ့လိုသွားတာတပည့်တပန်းသွားတော့သူစိတ်မကုန်ယူနေတာသူအဲ့ဒါကို feeling တက်နေတာဟာတကယ်တကယ်ဆော့ဘောစင်နော်ပကောလို့ဘာမဟုတ်တဲ့ကိုတော့အညာတရာတောင်မှတပည့်တရားနိုင်ငံအုပ်ချုပ်တဲ့မင်းလုပ်တဲ့ပြေဝါတာဘာအထူးစားလို့ရောအဲအောင်စီမင်းအကျံဖက်ခေါင်းဆောင်လေအကျံဖက်ပြူစိုးကြီးခေါင်းဆောင်တစ်ကောင်လေးနဲ့မင်း အကြမ်းဖက်နတ်တက်ကင်ဖွဲ့တွေမွေးထားတာဘာဒူးစမ်းလဲဟုတ်တယ်မလားသွားမှာပေါ့အဲ့တော့မင်းအောင်လိုက်ဖန်အန်ခီးစင်ရကြိုတင်အစီအစဉ်ဆွဲတာဒါချက်ချင်းဆင်းလာတာမင်းဖြစ်ကိုမေးကြည့်ပြီလားငါပေါ့ငါတို့မတိမဲမပြောဘူးမင်းတို့ထင်တာစစ်တပ်ထဲမှာမင်းတို့လူပဲထင်တာစစ်သားမှန်တယ်မြတ်မင်းတို့လူလို့ပဲမင်းတို့တတ်မှတ်ထားလားပြီလားငါပေါ့မင်းတိတိလေးဟမ်ကျိမအောင်ဘာဖြစ်လဲမင်းပထမတော့ထိုင်းလာတော့မင်းအခုတလားအတွင်းမင်းကိုဘယ်လိုလုပ်ပြဟမ်စောက်ရှက်မရှိဘယ်ဆက်ပြောခဲ့တဲ့စကားလေမင်းမရှက်ဘူးလားကိုစောက်စိတ်ကိုမတိဘူး အကျော်ကြီးရသွားတယ်ကွာနိုင်ငံတော်ပိုင်လေးနေတယ်ကွာမင်းတို့ဟာမတ်တင်ရွှေတုံးကဆိုဂျက်လီကြီးတော့ကိုပိုင်ဂျက်လီကြီးကြီးနော်သင်ငန်းခြုံထားတဲ့အဲ့ဒါဖြစ်လို့ငပေါက်ကဖုံးကြီးမဟုတ်ဘူးဆိုတော့ကျွန်တော်အဲ့ဒါပြောတယ်ပါလာစီကကြနေတဲ့ပုံကိုတယောက်ကဘယ်တော့မှတန်ခါပြန်ဖြစ်လို့မရဘူးငပေါက်ကပါလာစီကလေးပါဘယ်နှပါကြလဲမေးကြည့်လိုက်သူနော်သူကိုယ်တိုင်အသိဆုံးတင်တော်ဝဲပြီးမှဗျာဒီထဲတော်ချာနေများတဲ့မဟုတ်ဘူးလားဟောင်းစီရေတင်းမဟုတ်တင်းတော့ဟုတ်လို့နော်တင်းလို့တင်းမနေနဲ့တင်းတော့တင်းဟာကြာလေမြဟာသားကြီးရည်စရာကြီးမေးပြလားဟုတ်လားမိုးကုတ်ကဲ ဝိဘောအကြောင်းလေးလည်းပြောမယ်ဟောစီရောအဲ့ဒါလေးနေကြားပြီးတယ်နော်ဒီနေ့ကမပူနဲ့စုပ်ပြီးမှာဒီနေ့ဆိုတာကဘယ်လိုဘလိုနီးနေမှာပလောင်မျိုးပြုတ်မခံဘူးပလောင်မျိုးပြုတ်မခံဟုတ်ပလောင်မျိုးပြုတ်မခံဆိုတော့အခု TNN တွေကတိတုံညာနှစ်ခုစစ်စင်နေမှာမင်းတို့ရှိရတိန်းထားမျိုးတွေထဲမှာမင်းတို့ဘယ်နှမျိုးပြန်တိုက်နိုင်နေလဲအဲ့ဒါတည်တည်ချာချာသူတင်ကိုတင်တိုက်ပြီးတော့ရတဲ့မျိုးလားမင်းတို့မရှက်ဘူးလားတေတောင်ရမြေကိုစစ်စစ်မှာတိန်းခဲ့တဲ့မြို့ပေါင်းများစွာမင်းတို့ဗဏ္ဍံမြို့ပြောင်းရွားကြီးရခိုင်မှာတိန်းခဲ့တဲ့မြို့ပေါင်းများစွာမင်းတို့ဗဏ္ဍံမြို့ပြောင်းရွားကြီး နော်ဒီ magnetic pdf ရဲ့စူပေါင်းဒီ pdf တွေတိန်းထားတဲ့အလဲပိုင်းရမြို့တွေမင်းတို့ဘယ်နှမြို့ပြန်ရသွားပြီလဲတနင်္လာရီတိန်းထဲမှာတိန်းထားတဲ့စကန်းတွေမြို့တွေမင်းတို့ဘယ်နှခုပြန်ရသွားပြီဟမ်မင်းတို့မှထိထိမိမိရတာဘာတစ်ခုမှမရှိဘူးငပောင်းဘာတွေကိုမင်းတို့ကနိုင်နေတာလဲငါမသိလို့အခုဘက်မှာမောတော့နေစက်ကောင်တွေခေကြီးတိန်းကထိပြန်ပြီဒီဘက်မှာဟမ်မင်းတို့လားလေစစ်နိုင်နေဘယ်လိုနေမသိဘူးနော်ငါအကောင်းပြောတာတကယ်ကအကောင်းမင်းတို့လားနိုင်နေဘယ်လိုလားမင်းတို့ပြောမလဲမသိဘူးခွေးလိုနွားလိုချောင်းနေတဲ့ အနေထားတော်မှာခက်တိတိနဲ့ဖိကောင်းကျင်နိုင်နေတာဟာနော်ဘယ်လောင်မျိုးပြုတ်မခံတော့ तू तू စတယ် तू မွေးတယ်ပြီ तू ဟာကိုပဲပြိုင်ချိန်သွားမှာနော် तू မွေးတယ်ပြီ तू ဟာကိုပြိုင်ချိန်သွားမှာမိုးကုတ်မှာရှိတဲ့ဒီဗရက်လေးတွေကိုအလိုလိုရေးမတော်ပလိုက်နဲ့ထည့်ပြီးတော့အောင်မှာနော်ဟားရိုက်လို့ရေးမယ်အဲ့ဒါရှင်းတယ် TN အနေအနေနဲ့ဘာလုပ်မလဲဆိုတော့တိုင်ငံလုံးစောက်ကြည့်နော် TN အနေအနေနဲ့တက်တက်နဲ့ကိုစစ်စင်းမှာတိန်းတဲ့ပြုတ်အားလုံးက TN အနေတယောက်ကတိန်းတာမဟုတ်ဘူးမဟာမိတ်တွေနဲ့ပူးပေါင်းတိန်းတာအခုလက်ရှိမိုးကုတ်နဲ့မိုးမိတ်ပြန်ဆုတ်မလားဆုတ်ပါလိမ့် မင်းတို့ဆိုကမင်းတို့တယောက်ဖိအားမင်းလွန်ဆန်နိုင်တော့မင်းဆိုဝင်ဆိုက PDF တွေတဟောက်ကာကွယ်မယ်လို့ကြေညာပူရပြီရှင်းရှင်းလေးအဲ့ဒါကိုဖလောင်နေနေနဲ့ဒီ TNN နေနဲ့မင်းတို့စစ်ခွေးကိုခေါ်လာမယ်ဆိုဒါ TNN ရန်သူနဲ့ပေါင်းတာအဲ့တော့ TNN နေနဲ့တို့သမိုင်းကိုရန်သူနဲ့တည်တော်နိုင်တော့ပြီးရန်သူနဲ့ချက်ချင်းပေါင်းနေဆိုတော့ဒီအောက်ကန်းစားသမိုင်းကိုတို့ယူမလားယူမယ်ဆိုယူရှင်းရှင်းလေးပြည်သူကစောင့်ကြည့်နေဦးမယ်နော်အဲ့တော့ပြည်သူအများစုကတော့ TNN နေနဲ့အဲ့လိုအောက်တန်းချမဲ့အလုပ်ကိုလုပ်မယ်လို့မထင်ဘူးဆိုတဲ့စကားကိုနိုင်ငံကြီးတုံ့တက်တူတိုင်းပြောနေကြတယ်နော်အဲ့တော့ပြည်သူတွေအနေနဲ့စောင့်ကြည့်နေဦးမယ်ရှင်းရှင်းလေး ခေါ်တွဲမလားခေါ်တွဲတဲ့ချမှာပဲတိုက်တဲ့ကောင်ခေါ်တွဲလားမင်းတို့ခွေးအဲ့တော့မင်းဟိုငါပေါ့မင်းကပြောမယ်ဒီတီအန်အန်ကြီးကဆုပ်ပေးတဲ့မိုးကမိုးမိတ်ကိုမင်းတို့ပြောပီတီအတေကဘာဖုတ်တယ်ပတ်တ်တယ်ဒါချင်းတွေကဖားဆိုအဲ့ဒါဆိုတီအန်အန်ကြီးကဘာကိစ္စမင်းတို့ခေါ်တွဲစံလို့မင်းတို့ဝင်လာခဲ့လေဟမ်မင်းတို့အစွမ်းနဲ့မင်းတို့တော့ဝင်မရဲဘူးပေါ့အဲ့ဒါမင်းဝင်ခံတာလာပြီးတော့မင်းတို့အစင်နဲ့မင်းတို့ဘာဖြစ်လဲဒီမိုးကမိုးမိတ်ကိုဝင်မနိုင်ဘူးဆိုတော့မင်းရဲ့လာကြောင်ညာပေးတာလေအတူတူဖြစ်နေပြီမင်းကတော့လော်ချင်တာ ဒါပေမဲ့ဗာလေညံမရှိတော့စောက်ပိန်းဆိုတော့ကိုကလော်လိုက်တဲ့စကားတစ်ခုမှလော်မှန်းမသိကိုစောက်ချက်ကိုခွဲမှန်းမသိတဲ့ဘဝမင်းဘဝအာငါပေါက်ရဲငါပေါက်ဖက်ချက်မလို့ပြောမင်းစာမင်းများဖြစ်အဲသူများကိုတက်ဖို့ဖျက်ဖို့ပေါက်ခဲ့တဲ့စကားတွေပဲလိုက်မပြောနဲ့ဒီလားငါပေါက်ရဲဒီလားတင်ငန်းကြီးချုပ်ရင်စာဖတ်ကြတယ်နော်တင်ငန်းချုပ်တဲ့အခြားပုံကိုကြည့်တောင်းမလို့ရှိရင်လူထွက်လိုက်နော်မင်းမယောက်ျားဆိုတဲ့တိတ်ခါရှိယောက်ျားဆိုတဲ့တတ်သိရှိကိုကဒီအမျိုးသားရေးလုပ်တွေလုပ်မယ်စစ်မဲ့ရေးရလုပ်မယ်ဒါတွေအားလုံးဒီဗုဒ္ဓဘာသာနဲ့ကြည့်လို့ဒါစန့်ချင်ပဲ့ လူတက်တာသူများကိုမကောင်းပြောတာသူများကိုပုတ်ခတ်တာသူများကိုရိုင်းဆိုင်တာဒါတွေအားလုံးဒီဗုဒ္ဓဘာသာစက်ချင်ပဲအဲ့တော့မင်းကဒီလုံးတွေကိုလုံးမယ်ဆိုရင်လူထွက်လိုက်လေအဲကြောင့်ကြားပြီပြီအာလူထွက်ပြီးချမှာကွာကြိုက်တဲ့ကောင်တက်ကြိုက်တဲ့ကောင်ဆဲလို့ရတယ်လေအခုတော့အများတို့ကဒီကိုးွယ်တဲ့တန်ခါရဲ့ယူနီဖောင်းကြီးကိုကောက်ဖွက်ပြီးတော့ဖုန်းကြီးအောင်ဆောင်ပြီးတော့ဒီလိုလူရုံးမှလုပ်နေလုပ်တာမကောင်းဘူးဒါတာသနာဖြစ်တာအတာသနာဖြစ်တာအဲ့လာလာလာစီအစိုးရစည်ရင်းမှာမင်းအောင် ိအနေထားဖြစ်နေမန္တလေးတိုင်းကြည့်တလားမကြသေးအောင်ဘာလို့လဲတလားမကြသေးအောင်နော်တလားမကြဘူးငါပေါ့မင်းကပြောမယ်မန္တလေးတိုင်းတလားမကြဘူးပြောမယ်နေပတ်တည်းနေမဲ့နေရာမရှိဘူးပြောမယ်နေလောလောဆယ်မင်းနေတာမင်းဇာတိကွာမှာမင်းနေလို့ရတာမင်းရွာကိုမင်းပြန်ရဲတာဟမ်ဟိုစစ်တပ်ဂျာနယ်ပြည်ဦးလေးရဲ့ခြုံထဲမှာသွားနေပြီးတော့မင်းရွာကိုမင်းနေရဲလားပြန်ပြီးတော့ကိုရွာတော်ကိုပြန်မရဲတဲ့ကောင်ကဘာဖြစ်လဲပတ်တည်းနေမဲ့နေရာမရှိတော့ဘူးလေဟမ်မင်းမချက်ဘူးလေရအောင် အဲ့တော့မင်းတို့လူရုံပါလေဆိုတာမဟုတ်တာကိုအဟုတ်လို့ပြီးပြောမှဒါမင်းတို့ပြောအောင်ကြာကြာတမ်းပြင်းတဲ့ညောင်ပိုင်းမင်းတို့ဘလို့ပဲဝါရပဲခဏဘလို့ပဲလုပ်လို့လက်မတော်ဗမာတအုပ်နဲ့ဖွဲ့စည်းထားတာမဟုတ်ဘူးတိုင်းပေါ်တိုင်းရင်းသားညောင်များစွာနဲ့ဖွဲ့စည်းထားတဲ့ညမတမ်းမတော်ဗမာတမ်းမတော်ပုံညမတမ်းမတော်အခုကျတော့ချက်ချင်းညမတမ်းမတော်ပြောပြနေတာမင်းကတော့စေးမှုပြီးတော့သိလားအခုမှလိုက်ပြီးတော့ဖြည့်စေးမထိုးနဲ့မမီတော့နော်ညမတမ်းမတော်ညမတမ်းမတော်အဲ့တော့လည်းမြေသိချာလေးလာအောင် နော်တေချာလေးလာဗမာတအူးလည်းဖွဲ့စည်းထားတာပေါ့တိုင်းနာစီလုံးညီညွတ်မှုဖြစ်ဖွဲ့စည်းထားတယ်မြန်မာတက်မတော့မလုတ်ချင်ရင်တော့လုတ်ချင်ရင်လဲဘုရားဖရာတကာကြီးဖရာတကာကြီးကဗမာတို့တရား၄ပါးလက်ကင်ထားလို့ဘယ်လိုကန်ကောင်းနေတာကန်ကောင်းနေတာဟုတ်တယ်ရွာတွေမီးရှို့ဘုံကျက်တက်ဖြက်အကုန်မရင်းချင်းလုံနေအဲ့ဒါအဲ့ဒါကန်ကောင်းတာပေါ့ဩအေးအေးအမေကပြန်ပြောပေးလိုက်ပါဆိုနော်ပြန်ပြောလိုက်မင်းမင်းနေတယ်ပြောလိုက်မင်းပေါက်ရောက်တယ်မလား င်းကြီးကပြောလိုက်ရောက်နေမင်းတို့မြမရေးကြမ်းတာကမလုပ်နဲ့နော်မင်းတို့ကံကောင်းနေတာလို့နော်ငါတို့ကဖျားရခါကြီးကမဖြစ်တဲ့စိတ်ကောင်းနေလို့ကံကောင်းတယ်နန်းပြောလိုက်ကွာရှုပ်လေပြောလိုက်ကွာဟမ်မိတ္တာတွေကြီးမားတယ်လို့မင်းတို့ကံကောင်းတယ်ပေါ့လို့ပေးစားတယ်ကွာအချင်းချင်းနေမလုပ်ချင်လို့အတိတရားလေးရှိပါသေးတယ်အတိတောင်းတာလေးရပါသေးဆိုတဲ့အရာကြောင့်တကယ်လို့တော့ဘာခံနိုင်မှာတော့တကယ်လို့တော့ပဲလို့ခံနိုင်မှာလဲနော်အဲ့ဒါကိုလေပြည်တွင်းမှာရှိတဲ့ပီရက်တွေအပေါင်းပါတွေခင်ဗျားတို့တိ့ဖို့လို့လေခင်ဗျားတို့ခင်ရတာဟိုကပါဇက်ပဲဆိုင်မှာ မင်းတို့တယောက်သေးလေဟိုကလည်းနေမပါရဘူးဘလူအတွက်ဘလူအတွက်အလူခိုင်းမယ်အရာအားလုံးကတော့မရလိုက်မှာမထင်နဲ့ခိုင်းโอเคကောင်းပြီမင်းတို့ကလည်းငါတို့ကိုပီလီရဲတွေမြောက်ပြီးအတေခံခိုင်းနေပြောတယ်ငါတို့ကလည်းမင်းတို့ကိုစစ်သားတွေရဲတွေကိုမြောက်ပြီးအတေခံခိုင်းနေပြောတယ်အဲ့ဒါဆိုရင်တို့လောက်ကြမယ်မြောက်မင်းတို့စစ်သားတွေရဲတွေကိုဒီဆက်ပြီးတော့တောင်းဝင်မထမ်းဆောင်ပဲတဲ့ထွက်ကျင်တဲ့လူထွက်ပါလို့မင်းတို့ဘက်ကပြောပေးနိုင်တာငါတို့ဘက်ကပြောပေးနိုင်တယ်ဘယ်တရင်မှရှိလဲလားပီလီရဲမလောက်ချင်ပဲနဲ့လောက်နေရတဲ့လူရှိလားခဲ့ပါနော်တိုက်တဲ့လူထွက်ပြီးရှိတယ်ငါတို့ဘက်မှာ မင်းတို့ဘက်မှာအဲ့ဒီအခွင့်အရေးလေးတော့မင်းတို့ပေးရတာဟမ်အေးအဲ့တော့ဘဒုဘက်ကမလုပ်ချင်ပဲနဲ့လုပ်နေရတာအဲ့ဒီခွင့်ပေးဖို့ပြောနေနော်ခုတော့မှမတရားလူတွေစုဆောင်းမှာဘာငွေတွေညစ်နေတွေ့တိုင်းပဲဘဒုဘက်ကအသေးခံခိုင်းနေတာဟမ်အခုအာနာသိမ့်ပြီးတဲ့ကစစ်သားဘလောက်တွေသွားပြီလဲရဲဘလောက်တွေသွားပြီလဲနော်ပေသွားတဲ့စစ်သားရဲဘလောက်ရှိပြီလဲဖမ်းကထီထားတဲ့စစ်သားရဲဘလောက်ရှိပြီလဲအလောင်းပြောက်သွားတဲ့ဘာမှအဆနာပြောက်နေတဲ့စစ်သားရဲဘလောက်ရှိပြီလဲခြေထောက်တွေလက်တွေပြတ်သွားတဲ့စစ်သားတွေရဲဘလောက်ရှိပြီလဲ ဒုက္ခရောက်ရတဲ့စစ်သားမိသားစုဘယ်လောက်ရှိပြီလဲဟမ်မင်းတို့ထုတ်ပြန်ကြညာဘူးလားမင်းတို့ဟောပြောပြောပြောဝတ်ပြန်ဆောင်ချိပစီဆိုတဲ့ဟာမျိုးနဲ့ဟမ်မင်းတို့ဘယ်တယ်မင်းတို့ဖင်ချပြီကြည့်ရပါတတ်ဒီဒီတော့ဗလာဒီမင်းတို့အတိဆုံးပါပဲနော်မင်းတို့မသားအကြောက်တူပြေလူခိုင်းတဲ့အမျိုးမျိုးအကြောက်တူပြေလူခိုင်းတယ်နော်မင်းတို့စီမရောက်ဘူးဆိုတယ်မင်းတို့အတိဆုံးပါပဲအညာဗလာဒီဆိုပို့တောင်ဆိုးရည်ပို့တောင်ပြုံးမယ်ဟုတ်လားညာဗလာဒီနော်အဲ့တော့ပြောချင်တာကတော့အတိတရားနည်းနည်းရှိတော်လို့ပဲပြောချင်တယ်နော်ဒီတော့မှဘလို့ဖြစ်ပြနေလဲဆိုတာကိုမင်းတို့ကိုယ်တိုင်လည်းပြောပြပါအောင်လို့ပြောပြအောင် ပြည်လွတ်မှာငါတို့ဘလို့ခိုင်းနေရလဲပြည်လွတ်မှာငါတို့ဘလို့နေနေရလဲပြည်လွတ်မှာငါတို့နေတရားငါတို့ညပြင်ကျင်လာရင်လွင်းလောင်နေပြီဆိုတာမရှိဘူးငါတို့တို့ဟိုတိုင်းရင်သားတွေကလည်းလက်မခံတော့ဘူးဟာလက်နဲ့ခိုင်းတိုင်းရင်သားလက်နဲ့ခိုင်းခွဲတယ်လဲငါတို့လက်မခံတော့ငါတို့ကိုကြွေနေပြီအခုငါတို့ကမြုံနေကငချင်းဖြစ်တော့မယ်ပလိုက်နေကငါတို့ကဖားလေးတွေငားလေးတွေဖြစ်တော့မယ်အဲ့လိုဖြစ်ငါတို့ကိုသူကထူးထူးရဲရဲအနေနဲ့ငါတို့ရောက်တော့မယ်ငါတို့ဘလို့လောက်ရမလဲဆိုကိုယ့်ဟာကိုယ်တာစဉ်းစားကြလို့ပြည်လွင်းကအကြမ်းဖက်တွေကိုပေါက်ကိုတော့တတိပေးချင်ပါလေဗျာအားလုံးသာပါပဲဗျာဟောပြောရတာအတိုက်အခံဘူးလို့လားပြန်ပြောနေရတယ်နော် တင်ကန်းကြီးကို तू အဲ့လိုပြောနေတဲ့အချိန်ကျွန်တော်အဲ့ဒီထုံထမ်းတင်ကန်းကြီးကိုကျွန်တော်ကြည့်နေမိတယ်။ရှင်နာဆရာကြီးကတကယ်စဉ်းစားကြည့်တယ်။ဟမ်သူတို့စကားတွေမောက်တာမမမနာသူတို့အောက်တားကြတဲ့စကားတွေကိုလုံချန်ကြီးတယ်ပြီးပြောမှဆိုတင်ကန်းတော့ချွတ်လိုက်ပြီကွာ။မနှုတ်ပါနဲ့ငါပေါ့အကောင့်ပြတာမင်းကငါတကယ်တောင်းမှန်တယ်။နော်။မင်းပြောချင်မင်းကမင်းချွတ်ပြီးပြော။ဒီတင်ကန်းကြီးထုံထားတဲ့အချိန်ကျတော့အဲ့လိုမလုပ်ပါနဲ့။ဒါသာသနာဖြစ်တာပဲ။ငါတို့ဘုရားတွေကဗုဒ္ဓဘာသာမြန်မာပြည်ကဗုဒ္ဓဘာသာဝင်နေ။မင်းတို့တို့သာသနာဖြစ်တာငါတို့ထိုင်ကြည့်နေရတဲ့ဘုရား။ဟမ် ဖခင်ကသူ့တတ်မတတ်နဲ့ပြောမင်းကသူ့တတ်တတ်ဖို့ပြောတယ်ဖခင်ကဖရုတ်တော်ဝါစာယုံရင်ကျန်တဲ့စကားကိုမပြောဘူးမင်းကယုံရင်ကျန်တဲ့စကားကိုပြောတယ်ငါလူ့ဝိကြောင်မင်းကလို့ငါပြောငစီရိုင်းနဲ့ဘာဖြစ်ဘူးငစီတင်ငါမချုံတော့ဘူးနော်လူ့ဝိကြောင်နဲ့ငါရိုင်းငါငါငါတကိုယ်တခါရပဲငါခံမှာငါရိုင်းဆိုင်ရိုင်းဆိုင်နဲ့အကျိုးငါပဲခံမှာသာသနာဘာမှမထိခိုက်ဘူးမင်းနောက်နေတာကမင်းတီတင်ငိုင်းချုံပြီးတော့ပေါက်ပန်း၄၀မဟုတ်တာဟုတ်တာတွေအခုကြည့်ဘယ်ဟာမှမရှိဘူးဟဲ့ဟောဒုက္ခပဲငါပေါက်တော့တော်လိုင်းပြီးနေတဲ့အကောင်အကောင်မဲ့ငါပေါက်မင်းယူချောင်ဆောင်လို့မရဘူးနော် မင်းယူးညံဆောင်လို့မရဘူးထပ်ပြောမယ်နော်ငါပေါ့သိလားနော်အဲ့ဒါလေးပဲပြောချင်တယ်အောက်တန်းကျနေတင်ငန်းချုပ်ပါကွာအဲ့လောက်တော့အောက်တန်းမကျနေနော်အဲ့ဒီတင်ငန်းကိုတကယ်နှမျောလို့ပါသိလားမင်းတို့တွေကစတန်စင်မင်းတို့ဟိုဝိထုတရားလို့ပဲနော်ဒေဝတာတို့စိတ်ပြည့်စရာကြီးကောင်းကြတာမြန်မာပြည်သားတွေဘောကဒီဗုဒ္ဓဘာသာကိုတာသနာဖြစ်နေတာကြီးကိုငုတ်တုတ်ထိုင်ကြည့်ရတယ်နော်ကြည့်အခုကျွန်တော်ဘာသာကြားတယောက်ကျွန်တော်ဗုဒ္ဓဘာသာကိုဖြစ်စည်းခြင်းတယ်ဒါပေမဲ့ဒီတိုင်းတွားပြီးတော့ဖះသွားဖြစ်မှာဖမ်းရနေမှာပေါ့ဟုတ်တယ်နော်အဲ့တော့ဘာလုပ်လဲ တင်ငန်းချုံလိုက်ဂရုံးလုံးလိုက်အာတရားရဲ့ဘာတွေ never ဟောပြဟောပြောလို့ပြောပြီးလူယုံကြုံနေလိုက်တာအလူတွေယုံကြည်ပြီအဲ့ယုံကြည်လာတဲ့အချိန်ကျရင်မလုပ်ဟမ်ဟမ်ဖခင်ကတုတ်တက်တက်တာမကောင်းဘူးဆိုရင်ကိုကကောင်းတဲ့ပုံစံဖြစ်အောင်တစ်ဖက်လက်နဲ့စီယုံမယ်အာအမျိုးဘာသာဒါဒနာဘာညာអော်ပြီးတော့ကဲအဲ့ဒါဆိုရင်လမ်းနေမလွဲကုန်ကြဘူးလားသာသနာမပြတ်ကုန်ကြဘူးလားအဲ့တော့သာသနာပြတ်တယ်ဆိုတာကပါလေသာသနာတော့ပြတ်လို့မရဘူးသာသနာဆိုတာကလောကတဘာဝအမှန်တရားကိုမြစ်စွာဘုရားဟောကြားဆုံးမခဲ့ဒီမှုနဲ့ကိုကိုယ်ကဒါပေမဲ့ဒီလိုမျိုးသာသနာပြတ်နေတာကြီးတော့ကျွန်တော်ဘယ်လိုလုပ်လက်ခံလဲ တနော်လိုပဲအခြားအခြားသောလူတွေလည်းရှိမှာပဲဒါဟာတာသနာဖြတ်ခံနေရတာနော်အဲ့တော့ငပေါင်းနေတဲ့ဒီလုပ်တွေလုပ်မယ်ဒီစကားတွေပြောမယ်ဆိုရတယ်ပြောဒါမဲ့တင်ငန်းမချုံနဲ့တင်ငန်းချုံတိုင်းဒီလိုလုပ်တွေဒီလိုစကားတွေပြောပြီးဒီလိုလုပ်လုပ်လို့မရဘူးအဲ့ဒါလေးကိုဝိုင်းပြောချဖို့လိုအပ်တယ်မင်းတို့ဒီအမျိုးသားအမျိုးသားရဲ့သမားတွေဆိုတဲ့လူတွေဒါအမျိုးသားရဲ့လုပ်နေမှာအမျိုးသားရဲ့ဖြစ်နေတာနော်အဲ့တော့အဲ့ဒါလေးပဲပြောပြကြုံလို့ငါတို့ကဘာမှမဖြစ်ဘူးတိလားအဲ့တော့ငါပေါ့ကိုပြောချင်တာကတော်နိုင်အလွန်ကာလမလို့ဖြတ်တန်းဖို့စိတ်ကူးထားတယ်လို့အဲ့ဒါလေးကို အိမ်မက်လီမက်ကြီးပါလားကာမင်းပြောလို့နှစ်ဖို့လက်တင်စဉ်းစားကြည့်ပါလားငါပေါ့နော်ကဲဒါတော့ကိုစီရဲ့30ချက်ပြီးဖိုင်ဖြစ်ပါရဲ့နော်အဲ့တော့ပေါက်ကတော့ကတော့အမြဲတမ်းပဲလိုပဲပြောင်းလဲပြောင်းစားတယ်ရှောက်ပြောနေတာပေါ့နော်အဲ့တော့ကိုစီကပြန်လဲပြီးတော့ပြောတဲ့ခါမှာလည်းလုံးဝပါးစပ်ပိတ်သွားဖြစ်ပါရဲ့နော်โอเคနေ့လေးပဲတစ်ဖြတ်သတင်းပြီးတော့ဒီလောက်ပါပဲနော်အစားဆုံးကြည့်ပြီးတော့မြန်မာပြည်သူရောက်စင်တဲ့အထူးပဲကျေးဇူးတင်ပါတယ်ညချပါနောက်ထပ်သတင်းတစ်ပုဒ်နဲ့ပြန်တွေ့ကြမှာနော်